ားလုံးပဲမင်္ဂလာပါအာဆင်နယ်ကဏ္ဍမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အာဆင်နယ်အသင်းကဒီကနေ့ပရီးမီးယားလိပွဲစဉ်14အဖြစ်အာဆင်နယ်အသင်းကအင်ကွင်း Emirates Stadium မှာ Brentford အသင်းကိုအခန့်ရှင်ပြန်ကစားခဲ့ပြီးတော့အာဆင်နယ်အသင်းက Brentford အသင်းကို2-0ဆိုတဲ့ဂိုးပြရလနဲ့အာဆင်နယ်အသင်းကအနိုင်ရရှိခဲ့ပါတယ်ဒီပွဲကိုနိုင်ခဲ့ပြီးမှာတော့အာဆင်နယ်အသင်းက DRT ပရီးမီးယားလိမှာ14ပွဲကစားစေပွဲနိုင်၃ပွဲတည်တပွဲရှုံးရကို28ကိုပြန်ပေးကို9ကို9ဝချချက် 6:20ရမှတ်33မိနစ်နဲ့အာဆင်နယ်အသင်းကအမှတ်ပေးစရာအဆင့်1နေရာမှာအာဆင်နယ်အသင်းကမန်ချက်စတာစီးတီးအသင်းကို9မှတ်ဖြတ်ပြီးတော့ဆက်လက်ဦးဆောင်နေပါတယ်ဒီနိုင်ပွဲအပြီးမှာတော့အာဆင်နယ်အသင်းအနေနဲ့ဒီအဒီမှာပြိုင်ပွဲဆုံးနောက်ဆုံး18ပွဲဇက်တိုက်ရှုံးပွဲမရှိအာဆင်နယ်အသင်းကကစားထားနိုင်ခဲ့ပြီးဖြစ်ပြီးတော့ဘူကာယိုဆာကာအသင်းကိုအပြီးမှာတော့အာဆင်နယ်အသင်းက2025ပြက်ကတိ နှစ်တနှစ်အတွင်းမှာ twin goal တရားပြင်းပြောက်ခဲ့ပြီးပဲဖြစ်ပါတယ်ကျွန်တော်ကအခုနကံသွားတဲ့ Arsenal 2 Brentford 0အဲ့ဒီပွဲစဉ်အကြံအလေးတချို့ကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Arsenal အသင်းကတော့ထုံးစံအတိုင်းပဲ4-2-3-1ဆိုတဲ့ကစားကွက်နဲ့ပဲဆက်လက်ပွဲထွက်လာတယ်။ဂူတမားနေရာမှာ David Raya နောက်တန်း၄ယောက်နေရာမှာ Beto Ban Cancel မှာ Calafiori Center Back နေရာမှာ Mosquera နဲ့ Hingepi ညတော်ဘန်ခန်စစ်မှာ Ban White ပြန်လည်ပွဲထွက်လာတယ်။ ကွင်းလက် double pivot နေရာမှာ Declan Rice နဲ့ Zubi Mendy သူ့ရဲ့အရှိကွင်းနဲ့တိုက်စစ်နေရာမှာ Origet တိုက်စစ်၃အောင်နေရာမှာ Bentonman တိုက်စစ်မှာ Martinelli ညာတောင်ပံတိုက်စစ်မှာ Maduweki နဲ့အထောင်တိုက်စစ်မှာ Michael Merino တို့ဆိုပြီးတော့ပွဲထွက်လာခဲ့ပါတယ်။ Arsenal အင်းကပထမပိုင်းမှာတော့ပွဲစကတည်းက Brentford အသင်းကို top shot dresser တိုက်စစ်ဆင်ကစားတယ်။ဒီကနေ့ Arsenal အသင်းရဲ့ပထမပိုင်းတိုက်စစ်ဆင်မှုအားလုံးဒီ Arsenal အသင်းရဲ့ညာချမ်းကနေပြီးတော့မှလာတယ်။ ဒဏ်ရာရနေလို့ပွဲထွက်ခွင့်မရဘဲနဲ့ပြန်လဲပွဲထွက်ခွင့်ရလာတဲ့ဘန်ဝိုက်နဲ့ပြီးတော့ဒဏ်ရာရနေလို့အနားယူပြီးတော့ပြန်လာတဲ့မဒူဝီကီနိုင်ရောက်ရဲ့အတိုးအလုပ်တွေကဒီကနေ့အာဆင်နယ်အသင်းရဲ့ပထမပိုင်းပွဲကစားချိန်ကြီးရဲ့တိုက်စစ်ပိုင်းကိုသူတို့နှစ်ယောက်ကအဓိကဦးဆောင်တဲ့မဒူဝီကီဒီကျွန်တော်အမြဲပြောခဲ့တဲ့ဘူခါယိုဆာကာနဲ့တိုက်မတူတဲ့တောင်မှတိုက်စစ်ကစားသမားဖြစ်တဲ့သူဒီဒါရိုက်ဆန်နဲ့သူကအဲ့လိုမျိုးဝုန်းဝုန်းဆိုပြီးတော့ တဖက်နောက်တန်းကိုပြိုလဲသွားအောင်လုပ်တယ်သူထိုးဖောက်တယ်တဖက်နောက်တန်းကသူ့ကိုလိုက်ပြီးတော့ထိန်းချုပ်နေရင်းနဲ့နေရာလွတ်တွေပေါ်လာတယ်အဲ့ဒီနေရာလွတ်တွေကိုဘန်ဝိုက်အနေနဲ့တက်ပြီးတော့ overlap အနေနဲ့ရောပြီးသွားလို့ရှိရင်အထဲကိုဝင်ပြီးတော့ဘန်ဝိုက်အနေနဲ့လိုက်တယ်အဲ့ဒီကနေမှတဆင့်မန်ဒူရကီကနေပြီးမှဘန်ဝိုက်ဘန်ဝိုက်ကနေမှတဆင့်ဖြတ်တင်ပြလိုက်တော့မီခဲမရီနိုကိုသွင်းသွားတယ်ကျွန်တော်သွင်းဖို့အကြောင်းတွေကိုပြီးမှပြောမယ်ကျန်တဲ့ပွဲကစားချိန်တွေမှာဧည့်သည်အသင်းကအာဆင်နယ်အသင်းဘစ်ဒပ်တွေတည်တယ်တည်တဲ့အချိန်မှာ အာဆင်နယ်အသင်းရဲ့ build up တွေကို like နောက်ရှက်ဖို့သူတို့ pressing တွေလုပ်တယ်ဒါပေမဲ့အဲ့ pressing ကိုအာဆင်နယ်အသင်းအနေနဲ့အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ် Brentford အသင်းအနေနဲ့အာဆင်နယ်အသင်းဘက်ကိုချိန်ချောက်နိုင်ခဲ့တာဆိုလို့ပွဲကစားချိန်မိနစ်20မှာသူတို့အသင်း corner ရတယ်ခေါင်းတိုက်တဲ့ဟာကကိုဘာရန်တီမီပြန်ထွက်လာတာအဲ့ဒီချိန်ပဲရှိတယ်ကျန်တဲ့အချိန်လေးမှာအာဆင်နယ်အသင်းကိုသူတို့ဘာမှထိရောက်မှုရှိစွာချိန်ချောက်နိုင်ခြင်းမရှိဘူးသူတို့ရဲ့ဖြတ်တယ်မော cross တွေကန်ချက်တွေကိုအာဆင်နယ်အသင်းရဲ့နောက်တန်းနဲ့ကိုသမားဒေးဗစ်ရာယာတို့အကောင်းဆုံးကာကွယ်နိုင်ခဲ့တယ်လို့ ီပထမပိုင်းမှာအာဆင်နယ်အသင်းရဲ့ဒီဘယ်ဂျန်တိုက်စစ်ကလုံးဝ silent ဖြစ်နေတာကိုတွေ့ရတယ်ကျွန်တော်ဒီဇကောက်အခုလည်းပြောတယ်အရင်ကလည်းပြောတယ်ကျွန်တော်ထပ်ပြီးလည်းပြောနေဦးမှာပဲမာတီနယ်လီအနေနဲ့ဒီယာဒီမှာတွင်းကိုးတွေရရှိခဲ့တယ်မှန်တယ်ဒါပေမဲ့မာတီနယ်လီအနေနဲ့ပွဲထွက်ကစားတဲ့အခါတိုင်းမှာအမြဲတမ်းရုန်းကန်ရတယ်သူ့ကိုပွဲကစားချိန်နှောင်းပိုင်းမှာထဲသူ့စီကို direct ball ကန်တင်ပြီးတော့သူ့ကိုဒီ counter attack လို့ဘာလို့ပုံစံမျိုးနဲ့ကစားမှာပဲအဆင်ပြေမယ်တကယ်သူ့ကိုပွဲစားတဲ့အထည့်ပြီးကစားလို့ရှိရင် ကျွန်တော်တို့အဆင်မပြေတာဒီပြီးခဲ့တဲ့ယာဒီတွေတဲကပဲဒါဒီအားလုံးအမြင်ပဲဖြစ်တယ်ဒါကျွန်တော်မာတီနယ်လီကို blame နေတာမဟုတ်ဘူးပြောမယ်လူတွေဟာမာတီနယ်လီတလောက်ဂိုးတွေတွင်းပေးနေတာပဲမှားနေတယ်မာတီနယ်လီဒီတကယ်ကွင်းထဲကိုထည့်လိုက်မိနစ်90လုံးကစားကိုင်းသူ့အနေနဲ့အမြဲတမ်းရုန်းကန်ရတယ်ဒါပေမဲ့တစ်ချက်ရှိတယ်သူ့ရဲ့လုံအားနှုံးကိုတော့ကျွန်တော်တို့အတိအမှန်ပြုရမယ်ခန်စစ်စင်ကူတဲ့အပိုင်းမှာတော့သူဒီကောင်းတယ်ဒါပေမဲ့သူ့ရဲ့အဓိကဂျူတီဒီတိုက်စစ်ကစားသမားဖြစ်တဲ့အတွက်သူတိုက်စစ်မှာတာဝန်မကျင်ရင် ူရဲ့ job တန်းမဖြစ်ဘူးလို့ပြောလို့ရတယ်ပထမပိုင်းမှာတော့ Arsenal အသင်းက1-0ဆိုတဲ့ရလဒ်နဲ့ဦးဆောင်တယ်ဒုတိယပိုင်းပြန်ရောက်တဲ့အခါမှာ Arsenal အသင်းကသူတို့ကိုယ်တိုင်ပဲကစားအားချလိုက်တာလားကျသွားတာလားတော့မပြောတတ်ဘူး Arsenal အသင်းဒုတိယပိုင်းမှာပထမပိုင်းကကားလောက် Arsenal အသင်းတိုက်စစ်ထမ်းမြတ်မှုမရှိတော့ဘူးအဲ့လိုနဲ့အာဆင်နယ်အသင်းကပွဲစားချိန်မိနစ်60ဝန်းကျင်မှာမန်ဒူဝေကီနဲ့မာတီနယ်လီကိုထုတ်တယ်။အဇီးနဲ့ဘူခါယိုဆာကာကိုထည့်တယ်။ပြီးသွားလို့ရှိရင်နောက်ပိုင်းပွဲချိန်တွေမှာတော့ဒက်ကလန်ရိုက်စ်ကိုထုတ်ပြီးတော့ Victor Yokres ကိုထည့်တယ်။အာဆင်နယ်အသင်းအနေနဲ့ဒီဒုတိယပိုင်းတပိုင်းလုံးမှာဒီပွဲစားချိန်68မိနစ်မှာ Declan Rice area ထိတ်ကနေကန်နေသူကန်ချက်တော်တော်ကောင်းနေကိုယ်တမပုတ်ထုတ်တယ်ပြန်ထွက်လာတဲ့ဟာကို Michael Marino ပိတ်တယ်ဘေးထွက်သွားတယ်ပွဲစားချိန်89မိနစ်မှာ Color Fury area တဲကိုဒီ Central Zone ကနေပြီးဆွဲဝင်နေပြီးတော့လို့ရှင် area တဲမှာကန်နေပြန်ထွက်လာတဲ့ဟာကို Bukayo Saka ပိတ်ပင်မဲ့ထိချက်မကောင်းခဲ့လို့ Arsenal အသင်းအနေနဲ့စောစောစီးဂိုးမရခဲ့တာဖြစ်တယ် အဲ့ဒီနောက်ပိုင်းပွဲကစားချိန်မိနစ်60မှာတော့မီကယ်မရီနိုဒီကနေ့ပွဲစဲမှာခေါင်းတိုက်သွင်းသွားတဲ့မီကယ်မရီနိုကနေမှတဆင့်တံပြန်တိုက်စစ်ကိုစတယ်အဲ့ဒီနေရာမှာတဆင့်ဖူကာယိုဆာကလမ်းကြောင်းကိုထည့်ပြီးတော့ဆာကာကိုသွင်းသွားတယ်2စီးဖြစ်သွားတယ်အာဆင်နယ်နဲ့အနိုင်ပေးကြသွားပြီးတော့ပွဲချိန်နှောင်းပိုင်းမှာတော့အာဆင်နယ်နဲ့ပွဲကိုထိန်းကစားသွားတယ်အာဆင်နယ်နဲ့ပွဲပြီးဆုံးချိန်မှာတော့နိုင်သွားတယ်ဒီကနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့ဒီနောက်တန်းမှာပေါ့နော်ဆာလီဘန်နဲ့ဂါရီယန်နာနဲ့လို့ဝင်ကစားတယ်မော်စကွဲရာသူ့အနေနဲ့ဒဏ်ရာရသွားတယ် ဒဏ်ရာမပြင်းထန်ပါစေနဲ့လို့သာဆုတောင်းတယ်။ပြီးခဲ့တဲ့ transfer window မှာသာ Andrea Barta နဲ့ Mikel Arteta တို့ကောင်းစွာ manage မလုပ်ခဲ့ဘူး။ဒီလိုမျိုး signing တွေမလုပ်ခဲ့ဘူးဆိုရင် Arsenal နဲ့ဒီဟာဒီအချိန်မှာအကြီးအကျယ်တိုင်ပတ်နေလောက်ပြီးပြီးတော့ Mikel Arteta အနေနဲ့ Declan Rice ပေါ်မှာအလွန်အကျွံဆွဲလန်းနေခြင်းကို short ချဖို့လိုတယ်ဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကိုယ့်အသင်းအင်ကွဲမှာလည်းကစားရတယ်1-0ဆိုတော့ ကိုရလက်ဖြစ်နေပေမဲ့ကို့အတင်းရဲ့အင်ကွဲမှာအာဆင်နဲ့အတင်းအနေနဲ့ကောင်းစွာအနိုင်ယူနိုင်တာကိုသူ့အနေနဲ့သတိပြုရမယ်ဒါပေမဲ့သူဒီ Declan Rice ကိုကွင်းထဲမှာဆက်ပြီးထားတယ်အမှန်တော့စောစောစီးတဲ့က Victor Yokres ကိုအထောက်တိုက်စစ်ကိုထည့်လိုက် Michael Merino ကိုအနောက်စင်းနိုင်ပြီးတော့ Declan Rice ကိုအနားပေးရမယ် Declan Rice အနေနဲ့အာဆင်နဲ့အတင်းရဲ့တကွင်းလုံးကိုလိုက်ပြီးတော့ဖြည့်ဆော့ပေးနေရတာသူအယမ်းပင်မနေပြီကျွန်တော်တို့ဒီတိုင်းမျက်လုံးနဲ့ကြည့်ရင်တော့သိရဟောင်းအတိတ်တော့ဖွဲ့မသိเสียရမရှိဘူးပွဲထဲမှာမျောနေတယ်ထဲ့ထားတယ် ပြီးတော့မကြောက်သူသည်ခြေတလုံးကျွတ်သားမှာအနေငယ်နာကျင်တဲ့ပုံစံပြတော်မှာသာအာဒိတာသူ့ကိုလူစားလဲလိုက်တယ်အဲ့တော့မှသာယောဂရက်ကိုထဲ့ပြီးတော့မီဂန်မရီကိုအနောက်ပြန်ဆင်းခိုင်းလိုက်တယ်အာဒိတာအနေနဲ့ဒက်ကလန်ရိုက်ကိုအလွန်အကျွံဆွဲလန်းနေတာကိုရှော့ချတဲ့နဲ့ဒီအချိန်မှာဒက်ကလန်ရိုက်ကအာဆင်နယ်အသင်းရဲ့အရာရာပဲဆိုတာမှန်နေအဲ့လိုကစားသမားကိုပို့ပြီးတော့တောင်းထိန်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 တုံးဆွဲရမယ် ဒါကိုအာတေတာအနေနဲ့သိပါစီလို့ကျွန်တော်ကတော့မျှော်နေတယ်သူမသိပဲတော့နေမှာမဟုတ်ဘူးဒါပေမဲ့တချို့နေရာတွေမှာဆိုလို့ရှိရင် race ယူပြီးတော့သူ့ကိုထုတ်လိုက်ဒါ race ယူရတော့မဟုတ်ပါဘူးဗျာ brand four လို့အတင်းကကိုရီအတင်းကိုအမြဲတမ်းအခက်တွေ့ရငစားရဲဆိုတာမှန်ပေမဲ့ဒီလိုပွဲစဉ်မှာတော့ rice ကိုထုတ်ပြီးတော့ make camerino ကိုအနောက်ဆင်းတိုင်း yokres ကိုထည့်တယ်ဆိုတာကတော့ဒါစစစစီတွေကလှုပ်တင်တဲ့ကိစ္စပဲလို့ကျွန်တော်ကတော့မြင်နေ michael artilla အနေနဲ့ declan rice ပေါ်အလွန်အကျွံဆွဲလဲနေတာကို short chart တင်နေလာမဲ့ ဆယ်ရက်အတွင်းမှာအာဆင်နယ်အသင်းအနေနဲ့ Aston Villa နဲ့အင်ကွေးမှာပေါက်ကစားရမယ် Club Brugge နဲ့ Champions League ကစားရမယ်ပြီး Wolf နဲ့ကစားရမယ်ဆယ်ရက်အတွင်းသုံးပွဲဆက်တိုက်ကစားရမယ်တွေ့ရမယ့်အသင်းတွေအားလည်းဒီ Aston Villa နဲ့ Wolf ဆိုရင်အာဆင်နယ်အသင်းကိုအများအားဒုက္ခပေးနေကြအသင်းတွေအဲ့တော့အာဆင်နယ်အသင်းရဲ့ဒဏ်ရာနေတဲ့ကစားသမားတွေအမြန်ဆုံးပြန်လဲကောင်းမွန်လာပြီးတော့ဒီကနေ့တန်ရသွားတဲ့ကစားသမားတွေဆိုလို့ရှိရင်လေ Rix မယူချင်းတို့သူတို့တွေကိုထုတ်လိုက်တာလို့ပဲကျွန်တော်ကတော့ဖြစ်စီခြင်းပါတယ် ဒါကတော့ဒီကနေ့ပွဲစဉ်ရဲ့ပွဲ twin goal အကြောင်းကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ပထမ twin goal ကတော့ဒီကနေ့ပွဲစဉ်ရဲ့ဒီခြေစွမ်းပြသွားတယ်ပေါ့နော်မဒူဝေကီသူ့ရဲ့အတိုးအလုပ်ကနေမှတဆင်သူ့စီကိုလည်းဘောလုံးပေးတဲ့ဒါဘန်ဝိုက်ပေါ့ပဲဘန်ဝိုက်ကနေမှမဒူဝေကီမဒူဝေကီနောက်ပေါက်နဲ့ပြန်ချပေးလိုက်တာကို overlap ပြန်ပြီးတော့တက်လာတယ်ဘန်ဝိုက်က area တွေကိုဖျက်တင်ပေးလိုက်တယ်မီကယ်မရီနိုရဲ့ခေါင်းအချိုးလည်းတော်တော်ကောင်းတယ်တိုင်ပင်ကိုက်ပဲဝင်တိုက်သွားတယ်အာဆင်နယ်တဲ့ပထမဂိုးရတယ်အဲ့ဒီဂိုးမှာကျွန်တော်တို့ မျောလင့်နေတယ်ပေါ့နော်ဘန်နီဘလန်ကိုရဲ့ဘန်ဝိုက်ရဲ့ပေါ့ကျွန်တော်တို့ဖန်တီးမှုတွေကိုပြန်မြင်ရတယ်သူ့အနေနဲ့ဒီဂရီပွဲစဉ်မှာလည်းအကောင်းဆုံးကစားသမားစုကိုရရှိခဲ့တယ်လို့သိရတယ်လို့သူ့အနေနဲ့တော်တော်ခြေဆွမ်းကောင်းနေပြသခဲ့တယ်ဒီလိုမျိုးအသင်းရဲ့အဓိကနောက်ခံကစားသမားတွေဒဏ်ရာရနေတဲ့အခါမှာ ဒဏ်ရနေတဲ့အချိန်မှာပေါ့နော်ဘန်ဝိုက်ဒီလိုအချိန်ကြီးပြန်လာနိုင်တာတော့တော်တော်လေးဝမ်းကာဖို့ကောင်းတယ်ဒါပေမဲ့အဓိကကစားသမားတွေလည်းပြန်လာပြီးတော့ထပ်ပြီးဒဏ်မရဖို့တော့လိုတယ်ဒုတိယမြောက်အာဆင်နယ်အသင်းအနိုင်သေးကြစီမဲ့ကိုကတော့မီကယ်မရီနိုကိုချီးကျူးရမယ်မီကယ်မရီနိုတံပြန်တိုက်စစ်ဆလာတယ်သူဆွဲပြေးလာတယ်အဲ့အချိန်မှာဘူခါယိုဆာကလမ်းကြောင်းတွေသူမျောထိုးပေးလိုက်တယ်ဘူခါယိုဆာကအေရီးယားတွေကိုဝင်သွားတယ်တစ်ချက်ခောက်ပြီးတော့ကန်တယ်ဒီကနေ့ပွဲစဉ်မှာတောက်လျှောက်လက်စွမ်းပြနေတဲ့ကိုသမကက်လာဟာအရှိထွက်နေတယ် ဘူကာယိုဆာကတစ်ဟွာတစ်ချက်ခောက်တဲ့သူကန်လိုက်တဲ့ဟာဂိုသမားပုတ်ပင်မဲ့ဂိုးတဲ့ကိုပဲဝင်သွားခဲ့တဲ့အတွက်အာဆင်နယ်အသင်းအနေနဲ့ပွဲပြီးဆုံးချိန်မှာတော့2-0ဆိုတဲ့ဂိုးပြရလနဲ့အာဆင်နယ်အသင်းအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ကြည့်နေတဲ့အာဆင်နယ်ဖန်ညီကိုမောင်တော်တွေရောဗားရီမြင်မိသေးတာရှိသေးလေ။အောက်ကကွန်မန့်ထဲမှာကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးပြပါလို့ပြောရင်လည်းကျွန်တော်အစီအစဉ်လက်ဆက်နေမှုဒီနေရာမှာပဲရနာလိုက်ရပါတယ်။ကြည့်ရှုအားပေးကြတဲ့အာဆင်နယ်ဖန်ညီကိုမောင်တော်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။